နှုတ်ဆက်ခြင်းအမှုပညာတဲ့အချိန်တော်တော်များများမှာမဖြည့်ရှင်းတာကဝန်ခံတာမဟုတ်ပါဘူးအလေးကိုမထားချင်တာပါအချိန်တော်တော်များများမှာနှုတ်ဆက်နေတာဟာပြောချင်စကားမရှိလို့မဟုတ်ပါဘူးပြောတော့လဲထူးလာမှာမဟုတ်လို့ပါအချိန်တော်တော်များများမှာအငင်းမပွားတာဟာတီးခံစိတ်ကောင်းမွန်လွန်းလို့လည်းမဟုတ်ပါဘူးဒေါရဖြစ်ဖို့မထိုက်တန်လို့ပါ ူဘဝတူတောင်းပါတယ်ဒီဘဝမှာတွေ့ဆုံတဲ့လူနဲ့နောက်ဘဝမှာပြန်တွေ့ရဖို့အာမမခံနိုင်ပါဘူးကိုကိုကိုတိတက်လွန်းနဲ့မထင်ပါနဲ့တကယ်တော့တခြားသူလည်းမအပါဘူးတခါတလေမှာတုံးအချင်းဟန်ဆောင်တိုင်းသူတကယ်အနေတော့မဟုတ်ပါဘူးနှုတ်ဆက်ချင်းအမှုပညာကိုသူနားလည်လို့ပါငါကဘာလဲဆိုတာအရေးမကြီးဘူးဘသူကဘာလဲဆိုတာလည်းအရေးမကြီးဘူး ရှင်တန်ချင်းကသာတန်ဖိုးကြီးတယ်မလိုအပ်တဲ့အရာတွေပေါ့သိတ်အချိန်မဖြုံးမိပါစေနဲ့ကို့ဘဝထဲကိုလူတွေအများကြီး ဖိတ်ဝင်စရာမလိုသလိုလူအများ ကို့ကိုနှစ်သက်ဖို့လည်းမမျှော်လင့်ပါနဲ့တင့်ဘောနားမလဲသူတွေကို ဖြည့်ရှင်းချက်ထုတ်နေစရာမလိုသလိုတင့်ဘောနားလဲသူတွေကတင့်ရဲ့ဖြည့်ရှင်းချက်တွေကိုမလိုပါဘူးဒီလောကမှာလူတိုင်းကိုယ့်ကို နှစ်သက်ကြမှာမဟုတ်ဘူး တချို့ကအသင်ကိုအားကြတယ်တချို့ကအသင်ကိုမုန်းတယ်တချို့ကအသင်ကိုမနာလိုဘူးတချို့ကအသင်ကိုချစ်ခင်တယ်ဘဝဆိုတာဒီလိုပါပဲကိုယ်လုံးတည်းမြကလူတိုင်းကိုကျေနပ်စေမှာမဟုတ်ပါဘူးတခြားသူနှစ်တက်လာအောင်လှုပ်ဆောင်ရင်ကိုယ့်နှကိုကိုမပြောက်ဆုံးစေပါနဲ့လူတိုင်းမှာကိုယ်ခံယူချက်ကိုယ်ယုံကြည်ချက်တွေရှိကြတယ်ကိုယ်ယုံကြည်ချက်ကိုတဖွားဖွားပြောရင်တခြားသူရဲ့ယုံကြည်ချက်ကိုလည်းမနှင်းချေမိစေပါနဲ့ တခြားသူရဲ့ပါဇက်ထဲကတင်ဟာစစ်မှန်တဲ့တင်မဟုတ်ပါဘူးကိုကိုကိုသာအကောင်းဆုံးလုပ်ပါကိုနှစ်သက်တဲ့ကောင်းမွန်တဲ့အလုပ်ကိုလုပ်ပါတခြားသူရဲ့အကြည့်ကိုဂရုစိုက်နေစရာမလိုပါဘူးကိုလန်းကိုရှောင်းကိုစတိုင်နဲ့ကိုနေပါသူတို့ပြောချင်တာပြောပါစေကင်းချေများလို့တခြားသူတွေစကားနားယောင်ပြီးဘဲချေလန်းစလှမ်းရမှမသိတော့တာမျိုးမဖြစ်ပါစေနဲ့ရှင်သန်နေတယ်ဆိုတာနဲ့အကောင်းဆုံးရှင်သန်မှုနဲ့ပဲဆက်လက်ရှင်သန်သွားပါ ཆུ